ငလျင်ပြီးစိတ်ဖိစီးမှုတွေကိုဖြေဖြောက်စေတဲ့နီလန်တကူလက်ရှိပစ္စုပန်ကိုအာယုံကိုစိုက်တက်လာပြီးကြောက်စိတ်တွေဒေါသစိတ်စားတဲ့မကောင်းတဲ့စိတ်ခံစားချက်တွေကိုကျော်လွှားနိုင်မဲ့နီလန်ကောင်းတွေကိုပြောပြချင်ပါတယ်အရာကိုအာယုံ၅ပါးစူးစီးတဲ့နီလန်လို့ခေါ်ပါတယ်ပထမဆုံးအနေနဲ့အသက်ကိုဝအောင်ရှူသွင်းရှူထုတ်လုပ်ပါ နောက်ပြီးပတ်ဝန်းကျင်မှာမြင်နေရတဲ့အရာ၅ခုကိုစဉ်းစားပါ ပြောပြပါအဲ့ဒီနောက်ထိတွေ့လို့ရတဲ့အရာ၄မျိုးကိုစဉ်းစားပါ ပြောပြပါပြီးတော့ကြားနေရတဲ့အတန်၃တန်နှာခေါင်းကရတဲ့အနက်2မျိုး၊ဂရင်းရတာ1မျိုး၊ဓာရီကိုစဉ်းစားပါ၊ပြောပြပါ။ ဒီလေးခြင်းကန်တွေကစိတ်ဖိစီးမှုနဲ့ဆိုးရင်ပူပန်မှုကိုရောကြစေနိုင်တဲ့အပြင်အပြူသဘောဆောင်တဲ့စိတ်ခံစားမှုတွေရတာမှတ်ဉဏ်ဆွဲရတိုးလာတာအာယုံဆိုင်မှုပိုအားကောင်းလာတာနဲ့ခန္ဓာကိုယ်မှာအသည့်သတိရှိစေနိုင်တဲ့အကျိုးကျေးဇူးတွေလည်းရရှိစေမှာပါနော်။ကဲဒီနီလန်းကိုအသက်ရွယ်မရွေးလေးကျင့်နိုင်ပြီးအိမ်မှာလည်းတာတာမိမိတွေကိုလေးကျင့်ပေးလို့ရပါတယ်။အဲ့လိုလေးကျင့်ပြီးရင်ရရှိလာတဲ့အကျိုးကျေးဇူးတွေကိုလည်း bia leo quým nhạc bì bào nó